အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စမုံကောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော် Arsenal အသင်းအကြောင်းပြောအောင် Arsenal အသင်းနဲ့ဒါကျွန်တော်တို့ဒီရပ်ပိုက်တွေမှာတော်တော်လေးကို hit ဖြစ်လာတဲ့သတင်းတစ်ခုကသူတို့အနေနဲ့ဒါကျွန်တော်တို့လာမယ့်နေရာဒီမတိုင်ခင်တိုက်စစ်မှုတယောက်ကိုခေါ်ယူနိုင်တော့မယ်ဆိုတဲ့သတင်းကတော်တော်လေးကို hit ဖြစ်လာခဲ့တယ်အဲ့တော့ဒီတိုက်စစ်မှုနေရာမှာဒါကျွန်တော်တို့သတင်းမျိုးမျိုးတွေ့တယ်ဒါပေမဲ့လက်ရှိမှာ တော်တော်လေးကို stable ဖြစ်လာတာကတော်တော်လေးကိုသတင်းရ source ရတိကျလာခဲ့တာကတော့ Arsenal သင်းရဲ့လက်ရှိဒါကြောင့်တိုက်စစ်နေရာအတွက် La Mae New Year ဒီမှာ Victor Kyogres ကတော့ Arsenal သင်းရဲ့စိတ်ကြိုက်ဖြစ်လာမယ့်တိုက်စစ်မှုဖြစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒါပေမဲ့လက်ရှိမှာ Arsenal သင်းကဒီနားမှာရက်တက်နေမှာမဟုတ်ဘဲနဲ့ La Mae New Year ဒီမှာဒါကျွန်တော်သိတဲ့သတင်းတွေရဆိုတော့ဒါကျွန်တော်တို့အလွတ်နဲ့ပြောင်းရွှေ့နိုင်တဲ့ဒါကျွန်တော် Jonathan David ကိုတရားဝင်စကားပြောနေပြီဖြစ်တယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့ဒီမှာပါတယ်။အဲ့တော့ လက်ရှိအာစနိုသင်္ကာရတာကျွန်တော်လက်ရှိအာအာဂဇာဒရိုက်တာရောက်လာပြီးနောက်ပိုင်းမှာတကယ်ကိုအလုလုနေတဲ့အသက်သက်သင်ဖြစ်လာခဲ့တယ်။ဒီနေ့မှာတော့ကျွန်တော်အာစနိုသင်တဲ့အခုလက်ရှိသတင်းတွေကတကယ်ကိုဆော့စရခံခိုင်မမာရဆိုရင်တော့ပုဂ္ဂိုလ်ရေးရာရသဘောတူညီမှုရရှိဖို့ကြိုးစားနေကစားသမား၃ယောက်နဲ့၄ယောက်ပေါ်ရှိတယ်။အဲ့တော့အာစနိုသင်ကရှင်းနေဗျ။လာမယ့်နွေရာသီအပြောင်းအရွှေ့ရာသီဖွင့်တာနဲ့ကိုဒါကျွန်တော်ကစားသမားတွေကိုတန်းပြီးတော့ခေါ်လို့ရနိုင်တဲ့ပုံစံမျိုးကို အာဆုံသင်းနဲ့တော့မယ်အဲ့တော့အာဆုံသင်းနဲ့အခုလက်ရှိမှာလာမယ့်နွေရာသီမှာယင်းသင်းနဲ့ကစားသမားတွေယင်းသွားမယ်ဆိုကျွန်တော်မနေ့ကပြောခဲ့တယ်အာဆုံသင်းနဲ့ကစားသမား10ယောက်နဲ့အထက်ရောင်းချသွားဖို့အတွက်လည်းပြင်ဆင်လာနိုင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့ရတယ်မှာပါတယ်အာဆုံသင်းနဲ့ဒီနေရာမှာအဓိကရောင်းချသွားမယ်တို့ဒီနေရာမှာတိုက်စစ်မှုနှစ်နေရာအတွက်ရောင်းချသွားမယ်ကစားသမားတွေစိတ်ဝင်စားဖို့ကောင်းတယ်ပထမဆုံးတစ်ယောက်ကတော့ Gabriel Jesus ပဲ Gabriel Jesus ကိုအာဆုံသင်းနဲ့လာမယ့်နွေရာသီမှာရောင်းချသွားဖို့အတွက်ပြင်ဆင်လာခဲ့မယ် Gabriel Jesus နဲ့ဒီတိုက်စစ်မှုနေရာမှာဒါကျွန်တော်တို့ consistent မဖြစ်မှုကအာဆုံ အသေးအတွက်ဒုက္ခပေးလို့နေလို့လက်ရှိမှာအန်ဒရီယာဘာတာကယုံကြည်ထားတယ်။ကေဘီယိုဂျီဇုကိုအခုချိန်မှာရောင်းမယ်ဆိုတော့ယူရိုတန်း30နဲ့30ကျားလောက်ရနိုင်မယ်ဖြစ်ပြီးတော့သူ့အနေနဲ့ကစားသမားတာကျွန်တော်တို့တက်တန်းရှိတာနဲ့များအသင်းကပတ်စံဆုံးရှုံးလာရဲ့လူဒါကျွန်တော်တို့အာဆာရိုက်တာဘက်ကယူဆတဲ့ကြောင့်မူကေဘီယိုဂျီဇုကိုလာမယ့်နွေရာသီမှာအာစတိုအသင်းအနေနဲ့ထိုက်တဲ့နဲ့ဈေးတစ်ခုရရင်ထုတ်သွားဖို့အတွက်ပြင်ဆင်သွားမယ်။ကေဘီယိုဂျီဇုကိုအခုလက်ရှိမှာဒါကျွန်တော်တို့တီယာလကာဘရန်ဖို့ရဲ့ဒါတိုက်စစ်နေရာအတွက်စိတ်ဝင်စားနေတယ်။ဒါယေရန်ဝစ်ဆာဒါကျွန်တော်တို့ဘန်အမ်1ပို့တွေရဲ့တောင်မှန်မှာရန်ပြီးတော့ဒါဂေဘီယိုဂျီဇု ုစ်ကိုတိုက်စစ်မှုပုံစံမျိုးထားပြီးတော့ဆော့ဖို့အတွက်ဘရန်ဖို့နီးပြတ်သောမက်ဖရန်ကစိတ်ဝင်စားဒါပေမဲ့ပြဿနာကတော့မက်ဖရန်ကိုယ်တိုင်ကလည်းလာမယ့်ရာသီမှာဒါကျွန်တော်တို့ Bravo ရဲ့နီးပြအနေနဲ့ရှိမရှိတောင်မသိကြတဲ့ပြဿနာကြောင့်မလို့ Bravo ကလက်ရှိမှာ Gabriel ကျွန်တော်တို့ Gabriel Jesus ကိုစိတ်ဝင်စားနေတဲ့အဆင့်ကလွဲသိပြီမလို့ဒါပေမဲ့ Gabriel Jesus ကိုလာမယ့်နေရာဒီမှာ Arsenal တင်းနေတဲ့အသင်းကတရားဝင်ထွက်ခွာခွင့်ပြုထားပြီးသားဖြစ်တဲ့သူဒီနေတာကျွန်တော်ခုနကပြောကြိုက်ထက်တဲ့အသေးရှိတယ်ဆိုရင်တော့သူတို့အနေနဲ့ negotiate လုပ်ပေးမယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ United World sorry Arsenal ဘက်ကအခုလက်ရှိမှာဒါကျွန်တော်တို့ Gabriel Jesus အပြောင်းရှင်းနဲ့ပတ်သက်ပြီးတော့လုံးဝတားဆီးသွားမှာမဟုတ်ဘဲနဲ့အချိန်နဲ့ကြောင်းကြောင်းရခုနကပြောသူပဲကစားသမားတော်ပြောင်းရွှေ့ခြင်းခဲ့တယ်ဆိုရင်တော့သူတို့အနေနဲ့ထင်တာထပ်ပို့ပြီး တော့ flexible ဖြစ်ပြီးတခြားသစ်နဲ့ညှိနိုင်ပြီဗျအဓိကတော့ရှင်းတယ်ဗျလာမယ့်နွေရာသီမှာ Arsenal သစ်နဲ့တိုက်စစ်မှု၂ယောက်ကိုအသင်းကနေခေါ်ယူတော့ပြီဆိုတော့လက်ရှိမှာခုနကတိုက်စစ်မှု၁၁ယောက်ရင် center forward ဆွနိုင်တဲ့ပုံစံမျိုးကြီးအခုလက်ရှိမှာဒါကျွန်တော် Arsenal သစ်နဲ့ Jonathan David နဲ့လည်းတရားဝင်စိတ်တရားဝင် အဆွေးနွေးနေဖြစ်ပြီးအကယ်၍အာဆနောသင်းသာပုံကိုရေးရရသဘောတူညီနိုင်မယ်ဆိုရင်တော့ဒါကြတော့အပြောင်းရွှေ့ရသည်စတာနဲ့ကိုဒီကစားသမားကိုတရားဝင်ကြီးညာသွားဖို့အတွက်ပြင်ဆင်လိုက်ဘာလို့အဲ့လိုမျိုးကြီးညာလို့ရလဲအဖြေကရွှေရွှေလေးလက်ရှိမှာဂျိုနာသန်ဒေးဗစ်ကစာရုပ်6စာရုပ်တက်တဲ့ရ6လပဲကြက်ပြီးလိုင်လီမှာစောင့်နေတဲ့ကစားသမားဖြစ်တဲ့ကြောင့်မို့နိုင်ငံ ဂျာတာအုပ်ဆိုတော့နိုင်ငံခြားအသင်းဖြစ်တဲ့အာစတွန်အသင်းအနေနဲ့ကစားသမားနဲ့အကျိုးသဘောတူညီမှုရပြီးတော့ဒါကျွန်တော်တို့ကစားသမားကိုချုပ်တင်ပြီးတော့ခေါ်ယူလို့ရနိုင်တဲ့နေသားမှာရှိတယ်အဲ့တော့အာစတွန်အသင်းရဲ့ဒီလက်ရှိချန်ပီယံလိအခြေအနေတွေရွှေ့ဆောင်မှာတရားဝင်ကြေညာဖို့တော့ကျွန်တော်တိတ်ပြီးတော့အချိန်မယူသေးဘူးလို့မြင်တယ်ဒါပေမဲ့ဥနာဘုလိုပဲတကယ်၍ဥနာအခုလက်ရှိမှာပေါ့နော်ကျွန်တော်တို့ဒေးဗစ်လိုက်တဲ့ကလပ်က၃ခုရှိတယ်ပရီးမီယာလိမှာဒါကျွန်တော်တို့ဒါတော်တန်ဟော့စပယ်ရှိတယ်မန်ချက်စတာယူနိုက်တက်ရှိတယ်အခုလက်ရှိမှာဒါကျွန်တော်တို့အာစတွန်ရှိတယ်ပေါ့နော်အဲ့တော့အာစတွန်အသင်းကတော့ဒီအသင်းကိုဒီကစားသမားကိုရဖို့အတွက်အခုလက်ရှိမှာနံပါတ်၁ပြေးနေတဲ့အသင်းတ သင်းဖြစ်လာခဲ့တယ်။အဲဒီကစားသမားနှစ်ခုလက်ရှိမှာဒါကျွန်တော်တို့အာစနိုအသင်းကိုသာအဓိကပြောင်းရွှေ့ခဲ့ပြီးတော့ United နဲ့ Spartans ဆိုင်တော့အာစနိုအသင်းကိုပုတ်ကူရေးရရသဘောတူညီမှုတွေသူများအသင်းတက်ပို့ပြီးတော့ခြေထမ်းတယ်။တစ်ဖက်ကဒါ United ဘက်ကပြန်ကြည့်တော့လေ United ကဂျွန်နသန်ဒေးဗစ်ကိုဒါတရားဝင်စကားပြောထားတယ်လို့မရှိဘဲနဲ့သူတို့ကလည်း Liam Delap ဘက်ကိုအာရုံစိုက်နေတာဖြစ်တယ်။အဲ့တော့ Arsenal အသင်းနဲ့ Gabriel Jesus ကိုထုတ်ပြီးရင်ခုနကပြောလိုပဲဒီနေရာမှာအလွတ်နဲ့ရနိုင်နေတဲ့ဂျွန်နသန်ဒေးဗစ်လိုကစားသမားမျိုးကိုထည့်ပြီးတော့ Gabriel Jesus ကရတဲ့ပတ်စံကို Victor Kyogre ဆေးဒါကျွန်တော်တို့ အပြောင်းရွှေ့မှာထည့်ပြီးတုံးသွားဘူးတော့လာမယ့်နေရာတွေမှာမြင်ရအဲ့တော့လူတော်များမေးကြမယ်အဲ့တော့ Jonathan David လည်းရောက်မယ်ဒါ Stice Simu ဆက်ဆက်လည်းတယောက်ရောက်လာမယ့်အနေအထားမှာ Kyle Vest ကဘယ်ရောက်သွားမလဲလက်ရှိနောက်ဆုံးကြားရတဲ့သတင်းတွေကလက်ရှိမှာ Athletic UK ရဲ့ဒါကျွန်တော်တို့စာဒီအရဆိုရင်တော့ Kyle Vest ရောက်ကတော့ကျွန်တော်ကွင်းလည်နေရဒါမှမဟုတ်နောက်ပို့လို့ပဲ CF ဆန်ဆန် Stice Simu နှစ်ယောက်ပုံစံမျိုးဆော့တဲ့နေရာမှာ Arsenal အသင်းကဒါကျွန်တော်လက်လာမယ့်နေရာဒီမှာကြားရတော့ဘောနော် Artita အနေနဲ့ကစားကွက်အပြောင်းလဲလုပ်သွားဖြစ်ပြီး Stice Simu နှစ်ယောက်ပုံစံမျိုးဆော့သွားနေတယ် Stice Simu နှစ်ယောက်ဆိုတော့နောက်ချန် Stice Simu ဒါ second strike ကပုံစံမျိုးရဲ့ main striker ပုံစံမျိုးရဲ့ကို Arsenal အသစ်သုံးပြသွားနိုင်တယ်။ဒါ့အပြင်လာမယ့်နွေရာသီမှာ Arteta ရဲ့ Arsenal အသစ်နဲ့အကြီးမားဆုံးလုပ်ရတဲ့ခုကတော့ Trossard ပဲ။ Trossard နဲ့ Martinelli နှစ်ယောက်ကြားတဲ့က ဂျူရမဲ့ကိစ္စတခုဖြစ်လာနိုင်နေဆိုပြီးကောလာဟာလာထားဘာကြောင့်လဲလက်ရှိမှာ အာဆနောသင်းနေဒါကျွန်တော်လာမဲ့နွေရာဒီမှာဒါကျွန်တော်အက်သလက်တစ်ဘီဘောင်အနေနဲ့ယူရိုပါလိမရခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့နီကိုဝီလီယံကိုအကြီးစားဆုတ်ရှုတ်ရမှုရှိတယ်နီကိုဝီလီယံအနေနဲ့ခုလက်ရှိမှာဒါအာဆနောပြင်ကိုဘာဆနောအသင်းကပါစိတ်ဝင်စားနေတဲ့အသင်းဖြစ်တယ်ဒါပေမဲ့ဘာဆနောအသင်းကလက်ရှိမှာနီကိုဝီလီယံကိုစိတ်ဝင်စားတဲ့တာပြောတာအာဆနောအသင်းနဲ့ပုံစံမျိုးတော်မှာတရားဝင်ဆွေးနွေးခြင်းမရှိဘူးအာဆနောအသင်းကဒါကျွန်တော်နီကိုဝီလီယံနဲ့လွန်ခဲ့တဲ့ရက်သက်တစ်ပတ်လောက်ခရက်ကတရားဝင်ဆွေးနွေးပြီးတော့ဘာလို့လက်ရှိမှာခုနကဘာလို့ပဲဖစ်တာကာယိုဂရက်စ်တို့ဂျော်ဒန်ဒေးဗစ်တို့လိုဒီက ာသမားကိုဆွေးနွေးလို့ရတယ်ဒီကစားသမားရဲ့လက်ရှိစာချုပ်ဖြတ်သိမ်းကြီးကလာမယ့်နေရာဒီမှာယူရို55တန်းပေးပြီးကစားသမားကိုခေါ်ယူလို့ရနိုင်မယ့်နေထားမှာရှိတယ်ဒါပေမဲ့အဓိကလက်ရှိမှာနီကိုဝီလျံပြဿနာကတော့သူ့ရဲ့လောက်ခလစာမြန်မာလွန်တဲ့အတွက်ကြောင့်မဒါကလပ်သင်းတော်တော်များများကသူ့ကိုခေါ်ယူဖို့အတွက်လက်တော်နေလက်ရှိမှာဒါကျွန်တော်တို့ကစားသမားကတော့ခြေစွမ်းပြနေပြီးနိုင်ငံသင်းနဲ့ကတော့ကလပ်သင်းနဲ့ပါခြေစွမ်းပြနေတဲ့ကစားသမားတယောက်ဖြစ်တဲ့ကြောင့်မဒါဘာဂိန်းလုပ်ဖို့အတွက်တော့သင်းတော်ရင်ဒါခုနကပြောတဲ့စာချုပ်ဖြတ်သိမ်းကြီး55တန်းဆိုတော့အခုလိုချိန်မှာဘာမှမရှိတဲ့ဈေးတစ်ခုဖြစ်တဲ့ကြောင့်မအာဆိုသင်းကဒီကစားသမားကို risk ယူဖို့အတွက်စိတ်ကူးထားတယ်ဒါက ုနကဘာလို့ဘာဆိုနာသင်ကခုနကဘသူတို့က Euro 45သန်းဆိုတော့အခုလိုချိန်မှာများတဲ့ပမာဏဖြစ်တဲ့ကြောင့်မလို့အာဆိုသင်ကကစားသမားရဲ့တရားဝင်စိတ်ဝင်စားတယ်ဒါပေမဲ့ကစားသမားကလက်ရှိမှာလဲကျွန်တော်သူ့အနေနဲ့ဘာဆိုနာကိုလည်းနားထောင်မှုတွေ ready ဖြစ်တယ်ဒါပေမဲ့ဘာဆိုနာဘက်ကအခုလက်ရှိမှာကစားသမားကိုတရားဝင်ချိတ်ဆက်ထားခြင်းမပြုဘဲနဲ့နောက်ဆုံးဒါကျွန်တော်တို့ဒါမနစ်ကနွေရာသီကချိတ်ဆက်ထားမှုကနောက်ဆုံးဖြစ်ခဲ့ပြီးတော့ Nico William အခုချိန်မှာတရားဝင်ချိတ်ဆက်နေတာကတော့ Arsenal သစ်သစ်ပဲရှိပြီးသူ့ရဲ့ agent နဲ့အပေါင်းလက္ခဏာဆောင်တဲ့စကားပြောမှုတွေရှိတယ်အဲ့တော့ Nico William က Arsenal သစ်ကိုရောက်လာခဲ့မယ်ဆိုရင်တော့ Arsenal သစ်နဲ့လာတောင်းပန်ဘက်မှာဒါကျွန်တော်တို့ trusted နဲ့ marginally ဘက်ကနေပြီးတော့ trusted ကိုအသင်းကနေရောင်းချပြီးတော့ဆုံးဖြတ်သွားနိုင်တယ်ဆိုတော့ collar ဟာထွက်လာ။ဘာကြောင့်လဲ။လက်ရှိမှာမတင်မဲ့ပဲနဲ့ Arsenal အသင်းမှာဒါကျွန်တော် Ether January လို့ chart တိတ်လိုမျိုးထွက်ပေါ်လာတဲ့အတွက်ကြောင့်မို့ Arsenal အသင်းနေနဲ့လာမယ့်နေရာဒီမှာတောင်ပံကစားသမားတွေအလွန်ကြုံများပြတဲ့ပြဿနာဖြစ်သွားမှာဖြစ်တဲ့ကြောင့်မို့ရှီယင်းဆွဲကစားသမားတွေတရားကိုရောင်းမှုပြင်ဆင်လာတယ်။ Gabriel Martinelli ကိုလည်းလက်ရှိမှာ Arsenal အသင်းနဲ့ကြိုက်တဲ့ဈေးတစ်ခုရမယ်ဆိုရင်တော့ နားထောင်ဝမ်းပဲဘောနော်သူရဲ့ဒါကျွန်တော်တို့တစ်ဖက်ဒါကျွန်တော်လူတွေရဲ့ကန့်လန့်မှုကိုဒါကျွန်တော်တို့အာစတိုအသင်းနေနဲ့စိတ်ဝင်စားစွာနဲ့နားထောင်ပြီးတော့အဲ့တော့မာတီနယ်လီကလမ်းဝေးပါကျွန်တော်နေတဲ့ပါစနယ်လီကမာတီနယ်လီကတော့လမ်းဝေးတယ်သူ့ပင်မဲ့တော့ညာလေဒါလက်ရှိမှာမဖြစ်နိုင်ဘူးလို့ပြောလို့မြန်လက်ရှိမှာအာစတိုတဲ့ကဲမာတီနယ်လီကိုဒါကျွန်တော်တို့ဒါအသင်းကြီးတစ်သင်းကနေပြီးတော့ရော့အင်းယူရိုတန်80ပြိမယ်မဲခေါ်ပြောင်းလာဆိုရင်တော့ဒါကျွန်တော်တို့အဲ့လိုမျိုးကဖြစ်သွားနေတယ်အဲ့တော့မာတီနယ်လီကိုလက်ရှိမှာအရှုပ်ကျွန်တော်တန်80ကျွန်တော်ပါစနယ်ရှိရစီတခုပြောပြရမှာပေါ့နော်အဲ့တော့ဒါခုနကပေါ်သူပဲဟိုအိုက်တက်ပူရရင်လည်းရနိုင်တဲ့နေဒါမှကျွန်တော်ပါစနယ်ရှိအဲ့တော့ လက်ရှိမှာအာဆိုတင်းနဲ့နီကိုဝီလျံရောက်လာခဲ့မယ်ဆိုတော့အသင်းရဲ့ dynamic ကတမျိုးတဖုံပြောင်းလဲသွားနိုင်တဲ့အနေအထားမှာရှိ။အဲ့တော့လာမယ့်နေရာဒီမှာအာဆိုတင်းနဲ့တိုက်စစ်ပိုင်းကတော့ကြီးမားမားပြောင်းလဲမှုတွေရှိမယ်။လက်ရှိရှင်ရဲဆွဲကစားသမားတွေလည်းအသင်းကနေတချို့ကစားသမားတွေထွက်ခွာမှုတွေလည်းတာဆူနေတယ်မှာပါ။အဓိကတေချာတဲ့ကစားသမားကတော့ Gabriel Jesus ပါပဲ။ Gabriel Jesus ကိုတော့လာမယ့်နေရာဒီမှာအာဆိုတင်းနေတဲ့ဒါရောင်းချသွားမှုတွေတေချာဘလောက်ရှိနေခဲ့ပြီးတော့သူတို့နေရာခုလက်ရှိမှာဒါတိုက်စစ်မှုစစ်စစ်ကိုသာခေါ်ယူသွားပြီးအသင်းကိုအကျိုးပြုနိုင်မယ်။အဲ့တော့ကစားသမားကအဲ့တော့ လက်ရှိမှာအာတီတာကတော့မနေ့ပြောအီဆက်ကိုအရင်သဘောကျတယ်ဒါပေမဲ့ပေါင်တန်150ဆိုတဲ့ဈေးကအာစနိုတက်ကမပြီးနိုင်တာမဟုတ်ပြီးနိုင်တယ်ဒါပေမဲ့ပြဿနာကအဲ့တန်150ကိုတယောက်ထဲသုံးတာဆိုအခုလက်ရှိမှာအကေကာယဂရက်ကိုခေါ်မယ်ဆိုရင်တော့ပေါင်85တန်းလောက်ခေါ်မယ်ပြီးရင်ခုနပြောဆိုလက်ရှိမှာနီကိုဝီလီယံ45တန်း ပြောရမယ်ဆိုရင်လက်ရှိဟိုကျွန်တော်တို့ ASAP ခေါ်လို့ရတဲ့ဈေးကဒါလက်ရှိ Arsenal သင်းနဲ့ခေါ်ခြင်းနဲ့ကစားဆိုရင်တော့ကစားသမား2ယောက်နဲ့3ယောက်လောက်ခေါ်လို့ရတဲ့သဘောမှရှိတယ်အဲ့တော့ Arsenal သင်းပြိတ္တအနေနဲ့ပြိတ္တအနေနဲ့ ASAP ကိုဒီဈေးကြောင့်မှမခေါ်စေခြင်းဘူးလာမယ့်နေရာဒီမှာလည်းအကဲကြီးဗျတိုက်စစ်မှုနေရာမှာဂိုးသွင်းနိုင်တယ်ဆိုရင်တော့ဘဒုမဆူအစင်ပြေမဲ့ကစားသမားတယောက်ဖြစ်မှာပဲဒါကတော့အကုန်လုံးသဘောကျမဲ့အချက်တစ်ခုဖြစ်လာမယ်လို့ကျွန်တော်နေမြင်မိတယ် တလောက်ပါပဲဘောလုံးပွဲတကူကြီးရှူကျင်နေဆိုရင်တော့ youth sport media တတိပိုင်ဆိုတဲ့ဒီ before you တို့မှာကျင်းနေစံပေါင်းကူညီလို့ရပါတယ်မများလေးလက်ကလစ်ဖို့မေးကြပါတယ်ဗျအောက်က comment တွေမှာလည်း youth sport media တတိပိုင်ဆိုတဲ့ဒီ before you ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရညံ့များလေးလက်ကလစ်ဖို့မေးကြပါတယ်များများကလစ်မှမမေ့နိုင်ဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AACC တွေ့ကြတာပေါ့အာလမဂျူဒီမိုင်းမမကလစ်ပြကြပါဗျာမမကလစ်မှာမြဲမြဲနေဖြစ်ပါတယ်အာလမဂျူဒီမိုင်းကျွန်တော်မှတွေ့ကြတာပေါ့ဒေဗာပါ